သတင်းပတ်နှစ်ပတ်ကျော်ပျောက်ဆုံးနေတဲ့မလေးရှားလေကြောင်းလိုင်းရဲ့ခီးသည်တင်လေယာဉ် MH370 မှာအိန္ဒိယသမုဒ္ဒရာတွေကိုပြတ်ကျခဲ့ကြောင်းမလေးရှားနိုင်ငံကမတ်လ24ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။လေယာဉ်ဟာရွေထားတဲ့လမ်းကြောင်းကနေပြောင်းလဲပြန်တန်းခဲ့တဲ့ထူးခြားတဲ့အချက်ကိုရှင်းလင်းခဲ့ခြင်းမရှိပါဘူး။ကျူရူတပ်ပုံတွေကိုနောက်ဆုံးလေ့လာသုံးသပ်မှုအရမလေးရှားလေကြောင်းလိုင်းလေယာဉ်ခီးစဉ် MH370 ရဲ့နောက်ဆုံးတည်နေရာမှာဩစတြေးလျအနောက်ဘက်ကမ်းရိုးတန်းမှာဝေးလံသော ရေပြင်မှာဖြစ်ပြီးလေရင်ဆင်းသက်နိုင်တဲ့နေရာနဲ့အလွန်မင်းဝေးကွာနေကြောင်းမလေးရှားဝန်ကြီးချုပ်နာဂျီယာဇက်ကမြို့တော်ကွာလာလမ်ပူမှာမက်စလာ24ရက်နေ့ညနေပိုင်းကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောကြားခဲ့ပါတယ်ရရှိခဲ့တဲ့သတင်းချက်လက်တွေက MH370 လေယာဉ်ဟာအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာပြတ်ကျခဲ့ကြောင်းကိုဝန်ထဲစွာထုတ်ပြန်လိုက်ရကြောင်းမလေးရှားဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ယခုထုတ်ပြန်ချက်ကြေညာခဲ့ပြီးတဲ့နောက်မှာတော့လေရင်ပေါ်လိုက်ပါခဲ့သူခီးသည်များနဲ့လေရင်အမှုတမ်းများရဲ့မိသားစုဝင်များဆွေမျိုးများအနေနဲ့လေရင်ပေါ်လိုက်ပါလာသူအလုံးအသက်ရှင်နိုင်ခြင်းမျှော်လင့်ချက်မရှိတော့ကြောင်းလက်ခံခဲ့ကြရပါတယ်။လေရင်ပေါ်လိုက်ပါခဲ့သူခီးသည်နဲ့လေရင်အမှုတမ်းအလုံးရဲ့မိသားစုတွေကိုလည်းလေချောင်းလိုက်ကအကြောင်းကြားခဲ့ပြီးဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ဂျိုဒူမရတဲ့အချက်လက်တွေကိုပရီတိန်ကော်မတီအင်မားဆက်ရဲ့ဒေလာတုံးသက်ထားမှုတွေကိုပြည်ထိုင်လေကြောင်းမတော်တဆမှုများစုံစမ်းစစ်ဆေးအဖွဲ့အစည်းအဖွဲ့ကွဲမှကိုယ်စားလှယ်များကမလေးရှားဝန်ကြီးချုပ်အားစီရင်ခံခဲ့ခြင်းဖြစ်ကြောင်းသိ ရှိရပါတယ်။လေယာဉ်အပျက်စီးပိုင်းစားတွေကိုအိန္ဒိယသမုဒ္ဒရာကြီးဖြန့်ကျက်ပြီးနိုင်ငံပေါင်းစုံမှပူးပေါင်းရှာဖွေနေမှုများကိုဆက်လက်ပြုလုပ်မှာဖြစ်ပြီးကြံရှိနေသေးတဲ့မိဂွန်းတွေကိုအဖြေရှာနိုင်ဖို့ကြိုးစားတောင်းမှာဖြစ်ကြောင်းမလေးရှားလေကြောင်းလိုင်းကထုတ်ပြန်ခဲ့ပါတယ်။လင်းမော်ရှိတစုံတို့ကလင်းရင်ကိုရည်ရချက်ရှိရှိလမ်းကြောင်းပြောင်းခဲ့တယ်လို့မလေးရှားကယုံကြည်ခဲ့တော့လေခိုင်လုံသောအသက်တေအထောက်ထားများပြသနိုင်ခြင်းတော့မရှိသေးပါဘူး။ အပြူရောင်အစားအနှာများနဲ့တူမျောပါနေတဲ့ကြီးမားတဲ့အရာဝတ္ထုကြီးတစ်ခုကိုတရုတ်လေယာဉ်အမှုတန်းတူကမတ်လ24ရက်နေ့အစောပိုင်းမှာရှာတွေ့ခဲ့တယ်လို့တရုတ်နိုင်ငံပိုင်စင်ဝါသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။တန်တရားပြပွဲအရာဝတ္ထုတွေကိုအမေရိကန်ရှာဖွေလေယာဉ်တစ်စင်းကရှာဖွေခဲ့တော့လည်းမတွေ့ရှိခဲ့ကြအောင်ဩစတြေးလျလေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ကမတ်လ24ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဩစတြေးလျကလည်းအရာဝတ္ထုတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တာကြောင့်စစ်ဆေးဖို့အတွက်တမောတစစ်စစ်လွတ်ခဲ့ပြီးနိုင်ပိုင်းတွင်ရောက်ရှိမှဖြစ်ကြောင်းမလေးရှားပို့ဆောင်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ ။ဩစတြေးလျနိုင်ငံပတ်မြို့အနောက်တောင်ဘက်မိုင်1500ကျော်ခန့်ကွာရေပြင်ကအရာဝတ္ထုတွေကိုကရိန်းတက်ထားတဲ့ဩစတြေးလျရေတပ်သင်္ဘောကစေယူမယ်လို့သိရှိရပါတယ်။လေရင်ပြောက်ဆုံးမှုကိုဖော်ထုတ်နိုင်ဖို့အတွက်အရေးကြီးတဲ့မလေးရှားလေရင် MH370 ရဲ့ Black Box ရှာဖွေရေးဟာ2009ခုနှစ်ကအတ္တလန္တိတ်သမုဒ္ဒရာမှာပြတ်ကျခဲ့တဲ့ပြစ်သစ်လေကြောင်းလိုင်းလေရင်က Black Box ကိုရှာဖွေမှုထက်ပိုမိုခက်ခဲနိုင်ကြောင်းကျွမ်းကျင်သူတွေကခံမှန်းထားကြပါဗျာ။